ယနေ့ညနေအစီအစဉ်ကတော့ကျွန်တော်တမန်တော်တမန်တော်ဥဒ္ဓအခန်းကြီး28ဆုံးသက်ဖို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဖတ်တာပြီးဖတ်တာပြီးလို့ယုံကြည်တယ်။ဒီနေ့အစီအစဉ်ကိုဖျားလိုက်ကောင်းကြီးပြီးဖို့စတင်ကြပါစို့။ကောင်းရင်ဘုနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဖျားခင်ညကဘတော်ကိုကျွန်တော်နှလုံးသားထဲမှာခံယူပြီးလက်လျှောက်ခြင်းအပြင်အတီးတီးတို့အကျိုးကိုဖြစ်ထွန်းစေပါမည်အကြောင်း ကေတီမန်ရှင်တခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ယူသေးစွာကျေးဇူးကိုချီးမွမ်းလေဤညဒီအစီအစဉ်ကိုလက်တော်ထဲသောအနန္တဆက်ကပ်ပါတယ်ဖခင်အာမင်တမန်တော်ဝတ္ထုခန်းကြီး29ကတော့ရှင်ပေါလုကယောမမြုပ်ကိုလေလံခီပြီးသွားတယ်သူယောမမြုပ်မှာဖျားတဲ့အတွက်ဖုကပေးရမယ်သူတည်ရသားနဲ့သွားခဲ့တယ်29အငယ်1ကနေကျွန်တော် 17နှစ်အထိမှာဆိုရင်တွေ့လိမ့်မယ်။ဒါက73ကနေ73ကနေအစင်းနဲ့ချုပ်ကြည့်မှဆိုလို့ရှိရင်ငုံနေမိတာတွေ့မယ်29ကနေအဆုံးအထိ54အထိဆိုလို့ရှိရင်တင်မောပြတ်ခြင်းကိုတွေ့ရလိမ့်မယ် လက်ဒီဖြစ်ဖြစ်အသုံးမှုကိုကျွန်တော်တွေ့ရပါတယ်။ဆိုပေါ်လူကယုံမမြင်ဘူးရေလန်းရှိပြန်သွားတယ်ဆိုတော့ကျွန်တော်မှတွေ့ရတယ်။တကယ်လို့ဒီတင်းမွနဲ့သွားတဲ့အခါမှာဒီစစ်တပ်ရဲ့တပ်မှုဖြစ်တဲ့ယူလီကတော့အချင်းခံတဲ့လူတွေကိုသူအပ်လိုက်တယ်။အဲ့ဒီအဒရစ် ဗုဒ္ဓဆိုတဲ့တင်မောနဲ့သူတို့အာရှပြည်နာတစ်ဖက်ကိုခီးသွားဖို့သူတို့သွားတယ်။အဲ့ဒီအခါမှာအာရစ်အရစ်တခုအမိရှိတော့မဂီဒိုနီပြည်တတလနီမြို့သားတို့ကသူတို့နဲ့အတူပါသွားတယ်။အဲ့ဒီတင်မောသွားရင်းနဲ့ဒီမှာဖတ်ကြည့်လိုက်တဲ့အခါမှာကြီးစွာသောဥပုံနှင့်လွန်၍ပင်လေမကူးတင့်သော လဥဒုအချင်းကိုပေါ်လူတီထောက်ရဲ့အချင်းလူတို့ယခုမှပင်လေကူးလျင်တင်းမောနှင့်ကိုမြားတို့သည်ဆုံချူတီတမကငါတို့အတက်ပစ္စည်းရာဘေးအန္တရာယ်ရောက်ပြီကိုငါထင်မိနေလို့သတိပေးတယ်ပေါ်လူကအချင်းကြီးကြိလိုက်တယ်ယာတိဥဒုကြိလိုက်တဲ့အခါမှာသူတည်တယ်နောက်တစ်ခါဥပုံနှင့်အပြစ်ဖြစ်ရနှင့်ဖြစ်တော့ကြောင့်သူမတော်ချင်ဘူးအဲ့ဒီအချင်းကတန်တဲ့အိမ်မျိုးနေလည်းမရှိသေးဘူး ဖြစ်တာတွေကိုကြည့်ပြီးတော့တွားရတဲ့အချိန်ဖြစ်တယ်။တော့အလိုအမြဲများလာတယ်။အဲ့ဒီစက်တင်ဘာလမှာရေကြောင်းခီးတွားဖို့မတင့်တော်ဘူးဆိုတော့လေသူတို့သိတယ်။နေဘုံမလည်းကောင်းတော့တောင်းမယ်ဆိုတဲ့အခါမှာဒါစစ်သူကြီးတွေကမြင်များရောက်ချင်တော့ကြောက်တော့သူတို့ဆုံးဖြတ်လိုက်တယ်။သူတို့တတ်မှုသည်ပေါ်လူစကားကိုနားမထောင်ပဲတက်မှတ်ခင်စကားနဲ့တင်မောသူကြီးဒီစကားကိုနားထောင်၏။သူမျိုး စိတ်၌ဆောင်းကာလပတ်လုံးမနေတင့်တော့ကြောင့်တပံလွင့်ပြာကြီးဖိနစ်ပြည်စည်းတို့ရောက်နေလီသူစိတ်၌ဆောင်းကာလကိုလုံစီကောင်းမယ်ဆိုပြီးတော့သူကဖိနစ်စကားနဲ့သူတို့ရောက်အောင်တမင်ထွက်သွားကြတယ်ရှင်ဘောလူတတိပေးတာကိုသူတို့လက်မခံဘူးဒါကြောင့်သူတို့လန်ခီကိုတွားတဲ့အခါမှာတင်မောပြတ်ချင်တယ်သူတို့ကြုံတွေ့နေရပါတယ် နောက်တနည်းအားဖြင့်ဆိုရင်အဲ့ဒီ AD 59ခုနှစ်လောက်ကဆိုလို့ရှိရင်တော့စက်တင်ဘာလမှာရေကြောင်းသွားဖို့မကောင်းတော့ဘူးနိုဝင်ဘာလဆိုရင်လုံးဝမဖြစ်နိုင်တော့ဘူးဒါသူတို့ကကျူပြီးတော့ထွက်သွားတာလည်းဖြစ်ပါတယ်ဒါပေမဲ့ပေါ်လူတတိပြည်တဲ့အတိုင်းပဲမုံနှင်းကြတာလေတိမော့ပြတ်တယ်၁၄ရက်ပြတ်သွားနေ့ညရောက်တဲ့အခါမှာငါတို့ဒီအာဒရစ်ပင်လယ်တွင်းသို့အရက်၄မျက်နှာသို့လူလာ တွားကြစေတကောင်းချင်း၌သူစုံတစ်ခုသောကံအနည်းသို့ရောက်လူသည်ဟုတိမောသားတို့သည်ထင်မှတ်သဖြင့်ရေကိုစမ်းလျင်အလံ20ရှိသူကိုတွေ့ကြ၏ထို့မှစူးစီးလုံသွားပြန်လျင်တဖန်ရေကိုစမ်း၍35လံရှိသူကိုတွေ့ကြ၏ကြောက်ကိုတိတ်မိမိစိုးသောကြောင့်တိမောပင့်မှကြောက်စုလေးလက်ကိုချ၍မိုးလင်းပါစေဆုတောင်းကြ၏ သူတို့သိတယ်တင်မောပြတ်တယ်မယ်အဲ့ဒီခေတ်ကဆိုရင်သူတို့ရေစမ်းချခြင်းဆိုတာဒီ soundings ဆိုတဲ့အမှတ်သားပါလေအလေးလေးတစ်ခုကိုဆွဲပြီးတော့ရေထဲကိုချလိုက်တယ်ခေတုံးလေးရချင်းအောက်ကျမြင်ထိတဲ့အခါမှာကျိုးပေါ်မှာရှိတဲ့အမှတ်သားကိုသူတို့ကြည့်ပြီးတော့ဒါကြီးအတင်းနဲ့ကိုပြောနိုင်တယ်အဲ့ဒီအချိန်မှာတင်မသားတွေကတင်မတင်မကိုစွန့်ခွာပြီးတော့ စက်စုကြပြုပြီးတော့တမန်တွေသူတင်မောအလေးလေးတော့ရှော့ချတဲ့အခါမှာပေါ်လူကမင်းတို့တင်မောပေါ်မှာမနေရင်သင်တို့ဒီချမ်းသာမရနိုင်ဟုတပ်မှုမှစရွေးစစ်သူရဲတို့အားဆို၏တင်မောသားတွေထွက်ပြေးကိုကြိုးစားတယ်တပ်မှုတွေကိုပြောတယ်မင်းတို့သူတို့ထွက်ပြေးရင်ငါတို့အားလုံးသိမှာပဲအဲကစစ်သူရဲတွေကတမန်ကျိုးတွေကိုခုတ်ဖြတ်လိုက်တယ်သူတို့သွားလို့မရတင်မောသားတွေသွားလို့မရတော့ဘူးသူတို့သိတယ်တင်မောပြတ်တော့မယ် မိုးလင်းတဲ့အခါမှာအစာကိုစားခြင်းကပေါလုဒီလူပေါင်းတို့ကိုတိုက်တွန်းလျက်တင်းတို့ဒီ14ရက်ပတ်လုံးညှော်လင့်၍ယနေ့တိုင်အောင်အစာမစားဘဲငတ်မှုနေကြတယ်14ရက်တောင်တော့အစာမစားဘဲသူတို့ညှော်လင့်ပြီးတော့ငတ်မှုနေကြတယ်သူကြောင့်အစာစားကြလို့စားခြင်းချက်စားလျင်ချမ်းသာခြင်းအကြောင်းကို ဖြစ်လိမ့်မည်တင်းတို့ဒီသပင်တပင်မြမျက်ပျက်စီးဦးဆိုပြီးလေပေါလုဒီမုန့်ကို၍သူလူရှိမှဂျေဇုတော်ကိုဖျားခင်ဂျေဇုချီးမွမ်းပြီးမှ မုတ်ကိုဖိပြီးစားတယ်သူသူပေါင်းတို့တွေလည်းစိတ်တတရင်ရှိပြီးတော့အစာကိုစားကြတယ်ဆိုတော့တွေ့ရတယ်သူတိမုံကပါတဲ့အကြီးအတွက်ကတော့296ချုပ်ကြီးရှိတယ်ဘာကြောင့်စားပြီးမလားဆန်စပါးကိုပင်လေသူချရွေးတိမုံကိုပို့စေတယ်ဒီခါလေးကိုပြချလိုက်တော့လေအဝါစားပြီးတော့မှမိုးလင်းတဲ့အခါမှာသူအရက်ကိုမတိတော့လေဒေါန့်ကွေတခုတိုင်းတိမုံစိတ်ရှိတယ်ဟုမြင်တော့ကြောင့် တင်းမုတ်ကိုထဲသို့တွင်းနိုင်လင်းတွင်းမျိုးအကြရှိကြ၏ကြောက်စုကိုလွတ်၍ပင်လင်ထဲသို့ချလိုက်ပြီးမှတက်မကိုဆိုင်းသောကျူးများကိုဖြည့်၍ရက်ကိုရက်ကိုလေ၌ဖြတ်လျက်ကန္နာသို့တိုက်သွားကြ၏တင်းမောကသွားရင်းနဲ့ကုန်းမတင်ပြီးတော့မလွတ်တော့ဘူးပင်လင်လိုက်တဖို့လည်းတိုက်လာပြီအဲ့ဒီခါမှာအချင်းခံတဲ့လူတွေထွက်ပြေးမယ်ဆိုရင်တော့ကြောင့်စစ်သူရဲတွေကတတ်မို့သူတို့ကြံ့စီတယ်အချင်းသားတွေအလုံးတတ်မယ် ဒါပေမဲ့တတ်မှုကပေါ်လူကိုချမ်းသာစေတဲ့ကြောင့်ပေါ်လူကိုအသက်မတည်စေဖို့အလိုရှိသောကြောင့်စစ်တူရဲ့အကြံကိုတမ်းမြစ်တယ်မလုံနဲ့မတတ်ပါနဲ့သူတို့အရင်ရှိပြီးတော့ကူးသွားပါစေပြီးတော့ငါတို့နောက်ကနေတိမတ်တစားတွေကိုငါတို့စီးပြီးတော့လိုက်မင်းဆိုပြီးတော့ဘေးအောင်သူတို့ကြံစီကြတယ်ဒါတိမောပေါ်လူစကားကိုနားမဆောင်တဲ့အခါမှာသူတို့တင်ကန်းတော့ရသွားပြီး ရေသားနဲ့သွားတယ်မုံနှိမ်မိတယ်မုံနှိမ်ကြမယ်ဆိုတော့တိပြေးတယ်မရဘူးလုံးဝတင်းမောပြတ်သွားတယ်28ရောက်လာတဲ့အခါမှာကုန်းပေါ်သူတက်တဲ့အခါမှာကျွန်းကမီလီတီကျွန်းဖြစ်တယ်ကိုသူတို့သိကြတယ်မီလီတီကျွန်းဒီစစ်တလီကျွန်းဤတောင်ဘက်ဘိုင်ချုပ်ရအကွာတွင်ရှိသည်အကောင်းဆုံးသောစိတ်ကားများရှိပြီးကုံတွေဖက်ကားရအလွန်ကောင်းတဲ့နေရာလေးဖြစ်တယ် မီလီလေကျွန်းသားတို့ကိုဖိနစ်လူမျိုးဖိနစ်ကလင်းလို့သူတို့စင်တလာတဲ့လူတွေဖြစ်ပါတယ်အဲ့ဒါငွေတစ်ကနေတစ်ဆီအထိကြည့်လို့ရှိရင်တော့မီလီရှင်ကိုချက်ချုံပေါ်ဆက်ရောက်သွားတယ်တွေ့ရတယ်စက်တစ်ကနေ16အထိကြည့်ရင်တော့ယုံမမျိုးကိုရှင်ဘောလူရောက်သွားပါပြီယုံမမျိုးသားတွေကရှင်ဘောလူလာချောင်းကိုတိတဲ့အခါမှာ 起就就布丘土地，阿边也是地豪，阿丘土地都是呀地豪人家的。保罗地土地有面积，平均结束了为七万元，十大建筑也唯一。多一点了就是用石头堆的，看嘛，保罗新路在大大嘞，上面都有一道看大门的，正看下到这条路，过样中内安的伊。保罗地咪咪个上多十个月，等于阿多。 မိမိအလိုလျောက်နေရတာကိုလည်းတွေ့ရတယ်။ဒီအပြည့်ဈေးဆိုတာကယောမမြေတောင်ဘက်43မိုင်ခန့်အကွာမှာရှိတယ်။သုံးဆရက်ဒီယောမမြေတောင်ဘက်35မိုင်အကွာမှာရှိတယ်။ဈေးရစုဒီမှာခီးသွွားများအတွက်အစားအသောက်နဲ့တဲခွေရပေးတဲ့နေရာလေးဖြစ်တယ်။ခရီးရန်များဒီဘောလုကိုလွတ်လပ်လွတ်လပ်လပ်ရေရေတင်းတင်းတော့ရောက်တွေ့ဆုံနေစရာလဲတွေ့ရတဲ့ခါမှာဘောလုစိတ်သက်သာ စဉ်းစားကြည့်ရာစုသားတယောက်ကိုတပြေဆိုတော့လဲတော့မလဲဘူးနော်ဒီနေ့ကျွန်တော်ကျေးဇူးတရားထုံတန်းတရားဆိုရင်တွားတဲ့အခါမှာတကယ်မင်္ဂလာဖြစ်ပါတယ်ဒီနေ့အထိကျွန်တော်တို့တနေရင်တော့နော်ကျွန်တော်တို့နဲ့အတူရှိတဲ့ဆံမင်းတရားကတွားပြီးနေတယ်ကျန်တာကြောင်းပြေးသွားတဲ့အခါမှာဒါနဲ့ပတ်ပြီးအထူးယူပြီးတော့တကယ်ပဲဒုက္ခရောက်တဲ့နိုင်ငံခြားအချင်းသူတွေကိုတွားပြီးခရီးဆိုင်မဆန်နေကျွန်တော်တွေ့ရတယ် ယောမမျိုးအဆောင်မြတ်ကြောင်းနေပေါ်လူတရားဟောတာအငယ်16ကနေငယ်30နဲ့တိတ်အထိဒါအဆုံးပေါ့နော်ဓမ္မကျွန်တော်တို့ဓမ္မနဝုဒု28နဲ့ဓမ္မနဝုဒုဆုံးသွားတယ်ဆိုတွေ့လိမ့်မယ်။သုံးရလူနဲ့အခါမှာရှင်ဘောလူတည်ယူဒအကြီးကဲတို့ခေါ်၍စုဝေးစီပြီးလင်းညီကိုတို့အကျွန်ုပ်တည်ယူဒလူမျိုးကိုမဖြစ်မှာမိဘဆင်ဆက်ကြင့်တော့ထုံးတာကိုလည်းမပေတော့သူဖြစ်ပါတယ်။ ယေရုရှလင်မြို့ကယေရုရှလင်မြို့သားတွေကသူ့ကိုအကျဉ်းထားပြီးတော့ယောမလူတွေလက်ထဲကိုအပ်လိုက်တယ်။ယောမတွေကကျွန်တော်စစ်ဆေးတဲ့အခါမှာတိတ်ထက်တဲ့အပြစ်တစ်ခုံတစ်ခုမရှိတော့ကြောင့်ကျွန်တော်လှုပ်ဖို့လိုရှိတယ်။အဲဒါကိုယူဒလူတွေကစီးတားတဲ့အခါမှာကိန်းသာဘင်ရဲ့အယူတော်ကိုခံပါမယ်လို့ကျွန်တော်ဆိုတော့ကြောင့်ဒီကနေ့အမျိုးသားချင်းမှာ ဒီနေရာကျွန်တော်ရောက်လာတယ်ကျွန်တော်အမျိုးသားချင်းကိုပြစ်မှားတဲ့သစုံတစ်ခုမှကျွန်တော်မလုပ်ခဲ့ပါဘူးတော့သူတို့ကိုမြင်ပြီးတော့နှုတ်ဆက်ဖို့ကျွန်တော်ခေါ်လာခြင်းဖြစ်ပါလေဣသရာအမျိုးရဲ့မျှော်လင့်ရာအကြောင်းကြောင့်ကျွန်ုပ်ဒီတန်ကျွနဲ့ချီနှောင်ခြင်းကိုခံရတယ်လို့ပေါ်လူကသူ့ရဲ့အပြစ်ဖြေရာစကားကိုယူဒလူကြီးကြီးတွေကိုတင်ပြနေဖြစ်ပါတယ်အဲ့ဒီခါမှာယူဒလူတွေဟုတ်တယ်ယူဒပြည်မှာ မင်းကိုအပြစ်တင်လို့တရားမှမိမအပြစ်ရှိကြောင်းပြောရလေမရှိဘူးဆိုတော့ငါတို့သိတယ်ဒီဘာသာကအရရမှာကဲ့ရဲ့အပြစ်တင်ညုံခံရတော့ဘာသာဖြစ်တယ်ဆိုတာလေငါတို့သိတယ်အဲ့တော့ခရိယန်ဘာသာကသူတို့အယူတမင်ဆွဆွဲတာပွဲရမင်္ဂလာစားတာဒီခရိယန်တွေကသူတို့တာသမီးတွေတတ်ပြီးတော့အသားတွေစားတယ်အသွေးတွေတောက်တယ်သူတို့ဆွနှပြားကြားလာကိုဆွတ်ပြီးတော့ပြောနေတာတကယ်ဆိုရင်မုံကဗမုကခရစ်တော်ရဲ့ကိုယ်ပုံဆောင်တဲ့ စပီးရကုတော့အသွေးကိုပုံစံနေအဲ့ဒါကိုမသိတဲ့ခါမှာအဲကောလာဟတာဆိုတိကျဖို့ကောင်းတယ်နော်ဒီဘာသာကိုသူတို့ကတခါလေးစန့်ကျင်ပြီးတော့အဲ့ဒီလိုသူတို့မတရားပြောစီကြတာပေါ့အခုတော့မိကိုယ်တိုင်ပြောတဲ့အကြောင်းကိုငါတို့နားထောင်သင့်တယ်လို့ဆိုပြီးတော့သူတို့ဝန်ခံလိုက်ကြတယ်ချင်းချင်းချင်းရောက်တော့ပေါ်လူတေးတဲ့နေရာကိုသူလာကြတယ်အဲ့ဒါရှင်ပေါ်လူက မောရှိရဲ့ပြည်နဲ့ကြံတဲ့နဂရီကျန်းကိုအမိပြုပြီးတော့ဖျားဖျားယောင်းတွေးဆောင်နဲ့စကားအဖြစ်နနစ်ချင်းမဆောက်ရဲ့ညချင်းတဲ့အောင်သူတို့ကိုဟောပြောခဲ့တယ်အချုပ်ခါတဲ့ဒေတံခါလို့သိတယ်ဆောင်ရှင်ဘောလူဟာဒုက္ခပဒကိုအချင်းရှိပြီမရှိပြီဖြစ်တယ်သူပြောတဲ့အတိုင်းသွန်နေခဲ့တယ်အချို့ကပေါ်လူစကားကိုယုံကြတယ်အချို့ကတော့မယုံမဲ့ကွဲပြားကွဲပြားသွားကြတ ်ဘောလူအဲ့ဒီအချိန်မှာစကားတခုပြောလိုက်တာကတန့်ရှင်းသောဝိညာဉ်တော်သည်ပရောဖက်ရှေရှာယအဖြစ်မိန့်တော်မူချက်ဟူမူကားတင်းတို့သည်ကြမ်းလျက်ပင်အနက်ကိုနားမလဲကြားကြလိမ့်မည်မြင်လျက်ပင်အာယုမပြုဘဲမြင်ကြလိမ့်မည်ပြောတဲ့အခါမှာအဲ့ဒီလူမျိုးတွေကိုတွားပြီးပြောပါဆိုတဲ့ကြောင့်ကျွန်တော်ဒီနေရာကိုရောက်လာတယ်။ဒါကြောင့်အကြောင်းမူကားသူတို့မျက်စိမမြင်နားမကြားစိတ်နှလုံးမသိ အကျင့်မပြောင်းလဲသူတို့အနာရောဂါကိုငါမငြိမ်းစီရသည်တိမ်အောင်သူစိတ်နှလုံးတည်မိုက်လက်နားဒီလက်ထိုင်းလက်ကိုမျက်စိပိတ်လက်ရှိကြ၏နာတို့ဘုဘီတို့အားဆက်ပတ်စွာမိနမှု၏သူရောက်ဖျားခင်ခေလီနမှုချင်းဂျေဆုကိုတပါအမျိုးသားတို့သည်တပါအမျိုးသားတို့ကိုပေးလိုက်ပြီသူတို့သည်နားထောင်မိအရာကိုသင်တို့တိမတ်၏ဟုရှင်ဘောလုပြောဆိုပြီးမှယူဒလူတွေအချီးရင်သွားတော့ ဆွေးနွေးကြရတွေ့ရတယ်။နောက်ဆုံးကတော့ထူနောက်မှာပေါ်လို့ဒီနှစ်နှစ်ပတ်လုံးမိမိငှားသောအိမ်၌နေသဖြင့်မိမိခြံသို့လာသောသူအပေါင်းတို့သူကိုအဲ့ခံ၍အဘယ်သူမျက်မမြတ်တာပဲဖျားသခင်နိုင်ငံတို့အကြောင်းကိုအတိအလင်းဟောပြော၍တခင်ရွတ်အကြောင်းကိုသုံးသင်နေတာတွေ့ရတယ်။ဒါတမန်တော်ဝိသုမှာညီကုံချုပ်တော့မပါဘဲနဲ့ဤကဲ့သို့အဆုံးတထားတယ်။ဘာကြောင့်ဒီလိုဖြစ်သွားလဲဆိုတော့ life application bible ကသူမှတ်ချက်ဒီလိုပေးထားပါတယ်တမန်တော်ဝုထုဒီအိန္ဒိယတွင်အပေကြောင့်ရုပ်ရက်ပြီးဆုံးပါပါသည်ဤကျမ်းကပေါ်လူအတ္တတာအကြောင်းမဟုတ်အေးဝင်လေသည်ပြန့်နှံ့ခြင်းအကြောင်းသာဖြစ်တယ်ဒါတမန်တော်ဝုထုကပေါ်လူအကြောင်းရေးထားတာမဟုတ်ဘဲနဲ့နော်တန်ရှင်သောဝိညာဉ်တော်သည်တမန်တော်ရဆာရေပေါ်လူကိုဘယ်လိုသုံးခဲ့တယ်အေးဝင်လေတရားဘယ်လိုပြန့်နှံ့ခဲ့တယ် ခက်ခဲမှုတွေကြားထဲမှာအင်္ဂလိပ်ကဘယ်လိုဟောပြောခဲ့တယ်ဆိုတာကိုပေါ်ပြခြင်းဖြစ်တယ်။ဒီချက်ကိုဒီမှာတေးချက်ပေါ်ပြထားတာကနဦးအတင်းတော်ဤရာဇဝင်ကိုပေါ်ပြထားသည်နှုတ်ဆက်တွေစောက်တော့ကိုရေးဖို့မလိုတော့ဘူးလို့ဘုရားခင်အထင်ရှားကျတော့ကိုပေါ်ပြခြင်းဖြစ်ပါလေ။ဤကဲ့သို့ယူဆနိုင်ပါလေ။ယခုကအင်္ဂလိပ်တရားကိုဟောပြောခဲ့ပြီးဖြစ်တော်ဖြစ်ကရောင်းဝယ်ဖောက်ကားညာနှင့် အစိုးရရှိရာအချက်ချာရပ်၌တည်စီသည်ဖြစ်ဖြင့်ကဘာအနှံ့ပြန့်နှံ့သွားတော့မည်ဖြစ်သည်တကယ်ယုံမအစိုးရရှိတဲ့နေရာရောက်နေတော့တခါလေးပြန့်နှံ့သွားတော့မည်အဲ့ဒါဆိုရင်စပိန်ပြည်ကအခုပြန့်သွားတဲ့ဧဝံဂေလိတရားနော်ဒါကတမန်တော်ဘုရားနဲ့ပတ်သက်ပြီးဤကဲ့သို့တုတ်တပြီးတော့ဝင်ငှနေခြင်းဖြစ်ပါတယ်အငွေ31ကတော့တမန်တော်ဝိထုဟာ ခရိယအသင်းတော်ရဲ့တမန်နဲ့ဆက်ဆိုင်တဲ့တာယကြီးသောစိတ်ဝိုင်းကြီးများအဖြစ်အဖြစ်ဘက်ကိုပြန့်နှံ့သွားတယ်။ကယ်လွန်ချတဲ့အခါမှာရေလိုင်းတွေပြန့်နှံ့သလိုပဲယေရုရှလင်မြို့အန်တီယုမြို့အီဖဲမြို့ယောမမြို့တို့ဖြစ်သည်။အနောက်ကဘာချမ်းတို့လည်းဩဇာအရှိဆုံးမြို့များဖြစ်သည်။ဒီမြို့တွေကအနောက်ကဘာဩဇာအရှိဆုံးမြို့တွေဖြစ်တယ်။ကနုကနုအသင်းတော်ဤမာတုယတရေကောင်းကြီးများဤတကူးကြီးသောနိမိတ်လက္ခဏာများနှင့် ်တည်ခံချက်များကိုဖော်ပြတယ်တမန်တော်ဝိထုမှာဆိုရင်ပေတုတေဖန်ယာကုပ်ပေါ်လူလူဖြစ်သည်ခတ်တင်သောအမှုတော်မြတ်သည်တာမန်လူတို့၏အတ္တာ၌ချက်ချင်းဖြစ်ပွားကတန်ရှင်သောဝိညာဉ်၏လှုပ်ဆောင်မှုကြောင့်ဖြစ်သည်ထိုတာမန်လူတို့ကဂုံတယ်ခီးသွာကျွန်းထောင်မှုကျွန်းထောင်မှုအတင်းတော်ခေါင်းဆောင်ယောက်ျားမိန်းမတပါးမျိုးသား ယူကြလူလူချမ်းသာဆင်းရဲသားတို့ဖြစ်ကြတယ်ဒီမှာဆိုလူမျိုးပေါင်းစုံအလှအပေါင်းစုံဧဝံဒီယားအောင်ကိုလှုပ်ဆောင်ခဲ့တာတွေ့ရတယ်တိမ်မြုပ်နေသည့်ဂျုံကြည်ချင်းသူရဲ့ကောင်းများသည့်တန့်ရှင်းသောဝိညာဉ်တော်အဖြစ်ဆက်လက်၍လှုပ်ဆောင်နေရှိကား new set alike ဆက်ဆံခြင်းမပြောင်းလဲသောတည်င်းစကားဖြစ်သည့်သခင်ယေရှုခရစ်တော်သည်ကယ်တင်ရှင်ဖြစ်တော်မူပြီးကိုတို့ကို ကိုအလိုရှိတော်သူတိုင်းဤသခင်အဖြစ်ခံယူသည့်စကားအဖြစ်ကမ္ဘာလောကကြီးကိုပြောင်းလဲစေလျက်ရှိတယ်။ဒီနေ့ဆက်ပြီးတော့ကမ္ဘာကြီးကိုပြောင်းလဲနေစေရှိတယ်။ကျွန်ုပ်တို့ဒီအေဝံဂေလိတည်င်းတော်များပြန့်ပွားကြီးအတွက်တိမ်ညွတ်နေသည့်သွေးကောင်းများဖြစ်နေပါလေ။ခရစ်တော်အသင်းတော်ကိုမသိမ်းဆဲခဲ့သည့်ကျွန်တော်ကအေဝံဂေလိတည်င်းကိုကျေပြန့်တဲ့တိမ်ညွတ်နေတဲ့သွေးကောင်းတွေဖြစ်လာနိုင်တဲ့လူများစွာတို့ကြားနာရပြီး ယုံကြည်လာနိုင်ရန်အလို့ငါဤတည်ငောက်ကိုကျွန်ုပ်တို့သည်ဤတည်ငောက်ကိုကျွန်ုပ်တို့ခရစ်ယာန်များသည်ဤလောကကြီးကိုတည်ဆောင်ရမယ်ပို့ဆောင်ရမယ်ဟောပြောရမယ်ဖြစ်ပါလေ။ဒါတမန်တော်ဝိတုကိုဖတ်ကြည့်ခါမှာနော်တမန်တော်ဝိတုအော်စရာရှင်ဘောလုနောက်ဆုံးခရီးမှာတော့သူ28ကုန်းပေါ်ရောက်သွားတဲ့အခါမှာမလိတိကျုံးမှာကျုံးသားလေဟာမလိတိကျုံးဆိုတာကတကယ်ပဲ စစ်ကောင်မျိုးကောင်ဖြစ်တယ်။အဲ့ဒီရောက်သွားတဲ့ခါမှာအဲ့ဒီမှာရှိတဲ့လူတွေကဟာရှင်ဘောလူကမိမွေပြီးတော့ထင်းလို့တဲ့ခါမှာမွေကြိုက်တဲ့ခါမှာဟာဒီလူကလူကောင်တော့မဟုတ်ဘူးလူတက်တက်တဲ့လူဖြစ်မယ်။တင်မောပြီးကလွတ်ပြီမယ်အခုတရားလုပ်မယ်။သူတို့မွေကြိုက်ခါနဲ့မေးလို့လုံးတည်တော့မယ်ထင်တာ။ရှင်ဘောလူဘာမှဖြစ်တဲ့ခါမှာခါချလိုက်တယ်ကောင်သူအာအတဲ့။နတ်ဖျားလို့ထင်ပြီးတော့ရှင်ဘောလူကတော့သူကနတ်ဖျားလို့ထင်သွားတယ် တော့ဒါရှင်ဘောလုကောင်းစွာသူတို့ပြုစုတဲ့၃ရက်လုံးလုံးရှင်ဘောလုလုပ်ကြည့်ကြခံပြီးတော့အဲ့ဒီမှာပုဗ္ဗလိမင်းဆိုတာရှိသူရဲ့အဖေကဖြားနာ၍ဝန်ကြသွေးတုံ၍တုံးလုံးနေဒီကိုဘောလုကြီးဆွတ်တောင်းတဲ့အခါမှာသူ့ဘောမှာလက်တင်ပြီးတော့အနာကိုငင်းစေတယ်သူတို့ပြုလိုက်တဲ့အခါမှာထူကျွန်း၌အနာရောဂါဆွေးတော်သူရှိမြတ်လို့လာ၍ချမ်းသာခြင်းကိုရကြတယ်တကြုံလုံးဝရှိတယ်နေမကောင်းတဲ့အကုန် ရှင်ဘောလူချမ်းသာဖြင့်ဘုရားသခင်ကျေးဇူးတော်အပြင်အနာရောဂါငြိမ်းချမ်းကိုသူတို့ရကြတယ်ထို့သူသည်များစွာသောလက်ဆောင်တို့ကိုပေး၍ငါတို့သည်လှင့်ပြန်တော့ခါရိတ်ခါများကိုလည်းတင်မောက်ပေါ်သို့တင်ကြတယ်အဲကျွမနာပြီးတော့အဖို့ဘယ်နေမလဲကဖြစ်ပြီးတော့မှထွက်သွားတဲ့အချိန်ကျတော့ရိတ်ခါတွေအများကြီးနဲ့ပြန်ထွက်သွားရတယ်ယောဂမျိုးရောက်သွားတယ်နတ်သားအမွာရုပ်ထုပါတယ်အဲဒီကျွမဆောင်းကာလပတ်လုံး ရှင်ဘောလူလူနေကြတယ်။အဲဒီမှာခုနပြောတဲ့ဏိကုံချုပ်ရှင်ဘောလူလာပြီးကျူစီကြတယ်။ယောမမြို့မှာအဆောင်ကျတဲ့ကြားထဲမှာရှင်ဘောလူခေါ်ပြောခွင့်ရတယ်။လွတ်လွတ်လပ်ခေါ်ပြောခွင့်ရတယ်။နောက်ဆုံးဏိကုံချုပ်ကတော့ဘောလူကနနစ်ပတ်လုံးသူ့ကားလေးအိမ်မှာနေပြီးတော့သူ့ထံလာတဲ့လူဘောလူကိုအိတ်ခံပြီးတော့အဘယ်သူမှမမြတ်တာပဲနဲ့ဖျားခင်နိုင်ငံတော်အကြောင်းကိုအတိအလီဟောပြောရင်တခင်ကြီးအကြောင်းနဲ့သူ့ရဲ့နောက်ဆုံးတော့အချိန်မှာ တုံတင်မှုရခဲ့တယ်ဒါဒီနေ့ကျွန်တော်တို့နောက်ဆုံးတော့အချိန်ထိရှင်ဘောလူလိုအေဝံဂေလိတရင်စကားကိုကျွန်တော်ဟောပြောသွားကြမယ်ဆိုရင်ရှင်ဘောလူကဲသို့ခရစ်တော်နဲ့ပြန်တွေ့တဲ့အခါမှာဝမ်းမြောက်စွာတည်ဆုံနေမယ်နောက်အပတ်ဒီမှာတော့တမန်တော်ဝိထုကပါတဲ့ပုံကိုယ်တွေပေါ့နော်ရှင်ဘောလူလိုရှင်ပေကြီးလိုဟိုဘဏ္ဍပါလိုတီလာလိုနော်ထောင်မှုကြီးတွေအကြောင်းတော့ နောက်ပြိကိလနဲ့အကုလတို့အကြောင်းတို့စသဖြင့်အများကြီးဒီထဲမှာကျွန်တော်ပုံကိုအကြောင်းကိုတစ်ခုချင်းလေ့လာသွားပြီဖြစ်ပါတယ်။နောက်ပတ်မှာဆုံပြေးကြပါစို့။ကျွန်တော်တို့ဒီငကုပတရားတို့ကိုနာယုံမြတ်တာပြုတော်သူဘုရားတရားကိုလက်လျှောက်ကြင်ကြောင်ခြင်းအဖြစ်တမန်တော်ဝိထုမှာအဆုံးမတတ်တာလေအဲဆက်ပြီးတော့ပြုပြင်ခြင်းအဖြစ်ဖျားပြင်ရှေ့မှာအေဝံလေးသူရဲ့ကောင်းမြတ်ဖြစ်အောင်ဖျားပြင်အရောက်တဲ့ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ ကောင်းငင်ပုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်တမန်တော်ဝိတ္ထုကိုကျွန်လေ့လာပြီးတဲ့အခါမှာဆက်နေပြီးတော့တမန်တော်ဝိတ္ထုရဲ့အဆက်သူရဲ့ကောင်းများဖြစ်လာသည့်တဲ့အောင်အင်းဝင်တရားကိုရေရွတ်ချေချုံတမန်တော်ဝိတ္ထုကပါတဲ့ပေကျူတို့လိုတတိပန်တို့လိုပေါ်လူတို့လိုတသရှင်နေမှုကောင်းကြီးပေးပါမည်အကြောင်းတခင်ရှုနာမနဲ့ဆုတောင်းဆက်ကအနန္တကြပါတယ်ဗျာအာမင်